1389ခုနှစ်အတွက်တောက်ကြသားသမီးတွေရဲ့နှစ်သစ်ထူဟော့စတန်ကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီနှစ်အတွင်းမှာဆိုရင်တောက်ကြသားသမီးရဲ့အလုပ်ကိုင်းကိစ္စတွေစီးပွားရေးငွေရေးကြေးရေးကျန်းမာရေးအခြေရေးပညာရေးအစားဆောင်ရန်ရှောင်းနဲ့ပြုလုပ်မဲ့ရေဒီယာလေးတွေနိုင်ငံခြားခီးကန်လေးအစားတစ်ခုချင်းစီပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ ဒီနှစ်အတွင်းမှာတောင်းကြသားသမီးတွေရဲ့ကံစာတာကိုကြည့်လိုက်တဲ့အခါမှာဒီနှစ်အတွက်ကံစာတာကောင်းတဲ့အထင်မှာတောက်ကြသားသမီးတွေပါနေပါသေးတယ်เนาะဒီနှစ်မှာလည်းတောက်ကြသားသမီးတွေကံကောင်းတဲ့ထဲမှာပါတယ်ဒါပေမဲ့တောက်ကြသားသမီးတွေအကုန်လုံးကိုတော့မဆိုလို့ဘူးပေါ့เนาะအဲ့တော့လူတိုင်းလူတိုင်းမှာသူ့ရဲ့တက်ရောက်ကံချမာဆိုတာရှိရဲ့ เนาะအဲ့တော့တောက်ကြသားသမီး18ကကန်သရအသက်20ကကန်သရ21ကကန်သရ22ကကန်သာတာပေါ့မတရားနဲ့တရားတက်ရောက်ကန်သတိုင်းတော့မတူဘူးအဲ့တော့မမီးတို့ရဲ့တက်ရောက်တွေမှာမမီးတို့ရဲ့မွေးနံအတိုင်းထိရောက်နေတဲ့သူတွေပေါ့เนาะအတွေ့အရာရာအဆင်ပြေမဲ့နှစ်ပေါ့တို့ပင်မဲ့ဒီနှစ်တွင်မှာမမီးတို့ရဲ့တက်ရောက်တိုင်းမှာတိုင်ကျေရောက်နေတဲ့သူတွေနှိပ်ပြမိနေတဲ့သူတွေဘုံမိကြတဲ့နှစ်ကို ရောင်းတောက်ကြသားသမီးဘုံမိကြတဲ့နေ့ရောက်နေတဲ့ဆိုရင်ခက်ခဲမှုတွေအဆင်မပြေမှုတွေကတော့ကြုံတွေ့ရလိမ့်မယ်နော်ဒီ hostel ကြီးကတော့တောက်ကြသားသမီးအကုန်လုံးအတွက်မဆိုးလို့ဘူးဒါပေမဲ့တော်တော်များများရာခိုင်နှုန်းတစ်ခုတော့မှန်ကန်မှုရှိလာပါလိမ့်မယ်နော်အဲ့တော့ရှင်မဟောတဲ့အထင်မှာဆောင်ရရှောင်းလေးနဲ့ပြုလုပ်ရမယ့်ဟာလေးတွေနော်ကိုယ့်ရဲ့လုပ်ငန်းစီးပွားငွေကြေးခံတာလေးတွေပေါ့နော်အားလေးတွေကိုတေချာလိုက်နာပြီးတော့ကျင့်သုံးသွားမယ်ဆိုရင်ဒီနှစ်အတွက်ကံကောင်းမှုတွေဖြစ်လာမယ်နှစ်ကလေးတစ်နှစ်လို့ပြောလို့ရတယ် တော့ဒီနေ့အတွက်အရင်ဆုံးတောက်ကြသားသမီးတွေရဲ့လုပ်ငန်းစီးပွားပိုင်းလေးကိုစတင်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့မှာတောက်ကြသားသမီးရဲ့လုပ်ငန်းစီးပွားရေးမှာဆိုရင်ရှင်းစွဲအနေထားနေပြီးတော့တိုးတက်လာမယ့်အနေထားလေးမှာတော့ရှိရဲเนาะလုပ်ငန်းစီးပွားပိုင်းလေးတွေကတော့ကောင်းမွန်နေပါလိမ့်မယ်။ဒါပေမဲ့ဟမ်လမ်းစဉ်တော့ကောင်းမွန်နေတာမျိုးတော့မဟုတ်ဘူး။တချို့လားတွေမှာခက်ခဲလေးတွေနဲ့ငယ်ရင်ဆိုင်ရမယ်။ လုပ်ငန်းစီးပွားရေးမှာခက်ခဲထင်းငွက်လေးဂျုံတွေးအဂျုံတွေးရတာမျိုးလေးလည်းတစ်ခါတရံရှိနေလိမ့်မယ်အဲ့တော့ယင်းနှမြုံနယ်မှုတွေကတော့သတိထားပြီးတော့ပြုလုပ်သင့်တဲ့နှစ်ဖြစ်တယ်စီးပွားရေးပိုင်းတွေကိုထောက်ပံ့ပေးသူတွေပေါ်လာလိမ့်မယ်ပေါ့နော်လူမျိုးချင်းအကူအညီထောက်ပံ့ရရှိမယ် နော်အမျိုးသမီးဒုတိယကအခွင့်အရေးတောက်ပံ့နေလဲရရှိမယ်ပေါ့နော်မိမိရောရဲ့လုပ်ငန်းပိုင်းနေစီးပွားရေးပိုင်းနေကတော့အော်တော့စူးစားမိမိကိုယ်တိုင်စူးစားအားထုတ်ပြီးရှာဖွေနိုင်မှရမယ်သူများကိုအားကိုးလို့မရတဲ့နှစ်တွေပေါ့နော်အဲ့တော့သူတို့ဘာအားကိုးမိမယ်ဆိုရင်မိမိသာဒုက္ခပြန်ရောက်စေတတ်ပါတယ်အရာရာကိုမိမိကဦးစီးဦးဆောင်ပြုလုပ်ပြီးတော့လောက်ကင်မှသာအဆင်ပြေလိမ့်မယ်ပေါ့နော်လုပ်ငန်းတစ်တွေတီထွင်ကြံစပြီးလောက်ကင်ရတာမျိုးစိတ်ကူးကြံစီစစ်တွေပေါ်လာတာမျိုးတွေတော့ရှိမယ်ပေါ့နော်အဲ့တော့ ။ဘာပဲလုံးလုံးအာဒီနှစ်ပိုင်းထဲမှာအတိုက်ခံလေးတွေပေါ်လာတာမျိုးလေးတွေပြိုင်ဆန်မှုတွေပေါ်လာတာမျိုးလေးတွေတော့ရှိရဲ့ပေါ့နော်။အဲ့တော့လက်ရှိနှစ်မှာဆိုရင်ဒီနှစ်ပိုင်းထဲမှာအာစီးပွားရေးလုပ်နေတဲ့သူတွေနော်။အဲ့တော့တောက်ကြံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ၊ကြာသာပတေးနဲ့ပတ်သက်တဲ့လုပ်ငန်း၊စနေနဲ့ပတ်သက်တဲ့လုပ်ငန်း၊ဗုဒ္ဓနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအချို့ပြုတဲ့နှစ်ဖြစ်ပါတယ်။ အဲ့တော့ဒီလုပ်ငန်းလေးနဲ့စီးပွားရေးလုပ်နေတဲ့သူတွေအောင်မြင်မဲ့အနေထားမှာတော့ရှိရဲပေါ့နော်။အဲ့တော့ပွဲရုံပွဲစားလုပ်ငန်းတွေအတတ်ပညာဉာဏ်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ့နော်။နောက်ပြီးတော့အိမ်ဆောက်ပစ္စည်းရောင်းဝယ်လုပ်ငန်းသွတ်တမ်းသစ်လုပ်ငန်းတွေနောက်ပြီးတော့မွေးမြူရေးလုပ်ငန်းပညာရဲနဲ့ပတ်သက်တဲ့လုပ်ငန်းအတတ်ပညာဉာဏ်ပညာနဲ့အတတ်ပညာဉာဏ်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေနောက်နိုင်ငံခြားနဲ့ဖက်ဆက်လုပ်ငန်းနိုင်ငံခြားခီးစင်တွေနောက်ထပ်အထယ်လုပ်ငန်း DSCD ဆက်ထမင်းဆိုင်ထီဆိုင်လုပ်ငန်းတွေလူသုံးကုန်ပစ္စည်းတွေပေါ့နော် အဲလဖဲ့ဆိုင်လို့เนาะအဲ့လိုမျိုးလေးနေအဲရေလုံငန်းရွှေလုံငန်းလေးတွေအချိုးပြူတယ်အဲ့တော့စားတော့ကုန်လုံငန်းလေးလည်းအချိုးပြူနေတယ်ဒီလုံငန်းလေးနဲ့တွဲလုံနေတဲ့သူတွေဒီလုံငန်းလုံနေတဲ့သူတွေကတော့လုံငန်းစီးပွားတက်လာလိမ့်မယ် အော်လုပ်ငန်းတစ်တေစတင်ပြီးတော့အကောင့်ထဲဖော်မဲ့သူတွေကလက်ရှိဒီလုပ်ငန်းလေးတွေတွဲပြီးလုပ်ပေးပါအဆင်ပြေလိမ့်မယ်ပေါ့နော်။ဒပိုင်းတန်တိုင်းလုပ်ချင်တဲ့သူလေးတွေကလည်းစီးပွားရေးကိုဒပိုင်းတန်တိုင်းလုပ်ချင်ပါတယ်ဆိုရင်လည်းပဲအခုပြောတဲ့လုပ်ငန်းလေးတွေနဲ့တွဲလုပ်ပါအဆင်ပြေမှုတွေရှိလိမ့်မယ်ပေါ့နော်။ဒီနေ့ပိုင်းထဲမှာအဲ့တော့လုပ်ငန်းပိုင်းလေးမှာတော့အပြိုင်ဆိုင်တိုက်ခိုက်နေများတဲ့နေထားမှာရှိတဲ့ဘာလဲလို့ဘာလို့လို့တိုက်ခိုက်လေးတွေရှိနေမယ်။ထိုရာတွေကိုကလှည့်ကြည့်လို့မရဘူး။ကိုလုံးဆရာရှိတဲ့လုပ်ကိုပဲအာရုံစိုက်ပြီးလုပ်ပါ။အော်သူများကငါ့ကိုလာပြီးတိုက်ခိုက်နေတာငါလည်းပြန်တိုက်ခိုက်မယ်။ ဟာမတွေးပါနဲ့ကိုလို့ဆရာရှိတဲ့ဟိုကိုပဲလုပ်ပါနော်အဲကိုပါကိုပေါ့နော်ကိုရဲ့ကံညာအားဆိုင်ပြီးလုပ်မယ်ဆိုရင်ရရအဆင်ပြေလိမ့်မယ်ချောမွေးလိမ့်မယ်ပေါ့နော်အဲ့လိုခေးကိစ္စတွေလည်းပေါ်မယ်သွားဆရာကိစ္စတွေလည်းရှိမယ်အလူဒါနအလူတန်းတွေပြုရခင်းရှိရဲ့လက်ရှိမိမိတို့အိမ်မှာအတွတန်အစ်တွေဝင်တာမျိုးအလူမင်္ဂလာပြုရတာမျိုးပေါ့နော်အဖိုးတန်ပစ္စည်းတွေဝင်တာမျိုးလေးတွေတော့ရှိမယ်နော်သွားဆရာကိစ္စလေးတွေပေါ်မယ်ပေါ့နော်ဒီနေ့ပိုင်းထဲမှာ တော့ဒီနှစ်ပိုင်းထဲမှာစက်ပစ္စည်းတွေလည်းအဝင်ရှိရယ်ပေါ့နော်စက်ပစ္စည်းတွေလည်းအဝင်ရှိပါတယ်တဲ့အဲ့တော့အလန့်ငယ်သားအချိုးမြူးမဲ့နှစ်ပေါ့နော်ကိုလာအောက်ကသူတွေကိုပြန်ပြီးအချိုးပြူပါလိမ့်မယ်အဲ့တော့ဝင်နန်းနေဆိုရင်တော့လက်ရှိနှစ်မှာပေါ့နော်အလုံးမှာစိတ်ညစ်ဆရာလေးတွေနိုင်ငံရှိမယ်ဖိအားပေးခြင်းခံရတာမျိုးလေးတွေရှိမယ်ပေါ့နော်အဲ့တော့အကြီးကဲထက်လူကြီးပိုင်းညာစိတ်ပင်မဲ့တာမျိုးလေးတွေရှိမယ်မိမိလောက်တလောက်အရာမြောက်တာမျိုးအရာမထင်တာမျိုးလေးတွေရှိမယ် စိတ်နဲ့မမနော်ဒီလုပ်ငန်းပိုင်းထဲမှာပြုလို့ပြောဆိုတာလေးတွေရှာယာဒူလာစာတော့တိုးမယ်ပေါ့နော်ယာဒူလာစာတိုးမယ်အဲ့တော့မမီးရဲ့ကန်စတာမှာတခါတည်းရဲ့လုပ်ငန်းပိုင်းထဲမှာအတိုက်ခိုက်တွေများတဲ့အတွက်အလုံးအလုံးမှာပြောင်းချင်ထွက်ချင်စိတ်တွေပေါ်မယ်အပြောင်းလဲကိစ္စတွေကလည်းဖြစ်လာနိုင်တယ်ပေါ့နော် အော်ဒီနေ့ပိုင်းထဲမှာအဲ့တော့အပြောင်းလဲမှုတွေဖြစ်လာနိုင်တယ်အကြီးကဲထက်လူကြီးအပြောင်းအပြောင်းလဲလဲဖြစ်လာနိုင်တယ်လို့မိမိကိုယ်တိုင်လည်းအပြောင်းလဲတွေလည်းလုပ်ငန်းအပြောင်းလဲနေရာဌာနအပြောင်းလဲတော်လောက်ကောင်ပေါ်လာနိုင်တယ်ပေါ့နော်အဲကိုကတခြားကုမ္ပဏီကနေပြီးတော့နောက်ကုမ္ပဏီတစ်ခုကိုပြောင်းချင်တယ်လက်ရှိကုမ္ပဏီကနေတခြားကုမ္ပဏီတစ်ခုကိုပြောင်းချင်တယ်ဆိုရင်အဲပြောင်းလို့ရတဲ့အနေအထားမှာတော့ရှိတယ်လက်ရှိတဲ့ပို့ပြီးတော့ယာရုလာစာကောင်းတွေရတာမျိုးဝင်ငွေကောင်းတာမျိုးတွေယာရုကောင်းတာမျိုးတွေတော့ရှိမယ်အော်လက်ရှိနေရာမှာဆက်နေမယ်ဆိုရင်လည်းယာရုလာစာတိုးတဲ့အနေအထားလေးတွေလည်းပေါ်လာမ ယ်ဒါပေမဲ့အတိုက်ခိုက်တိမ်များမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့အတိုက်ခိုက်ကတော့ရောက်တဲ့နေရာတိုင်းမှာရှိမှာเนาะတခြားနေရာပြောင်းရင်လည်းပေါ်လာမယ်လက်ရှိနေရာမှာလည်းပေါ်လာမယ်ပေါ့နော်အဲ့လိုမျိုးတွေတော့ရှိတယ်အယောင်ဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေပေါ့နော်အယောင်ဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေကြီးလိုက်တဲ့အခါမှာအယောင်ဝယ်လုပ်ငန်းလေးတွေကတော့ရောင်းဝယ်အကောင်းမာလေးတွေရောင်းဝယ်တက်တာလေးတွေတော့ရှိမဲပေါ့နော်အာမိမိတို့က ရာသီပေါ်လိုက်ရောင်းဝယ်လေးတွေတွဲလုပ်ပေးပေါ့နော်ရာသီပေါ်လိုက်ရောင်းဝယ်လေးတွေတွဲလုပ်ပေးပါပို့ပြီးတော့အဆင်ပြေမယ်ဒါမှရောင်းမန်းတာတဲ့နှစ်ပေါ့နော်ဒါပေမဲ့လည်းလောဘကြီးလို့မရဘူးတူလောင်ထားတဲ့ PC ကတော့အမြန်ဆိုးရလာနိုင်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့လူသုံးကုန်ပစ္စည်းစားတောက်ကုန်ပစ္စည်းတွေပေါ့နော်နောက်ပြီးတော့ဒီပြောမယ်ဆိုရင်ခီးသွားဝင်ဆောင်မှုလေးတွေနဲ့အဲ့တော့အဲ့လိုမျိုးရောင်းဝယ်လေးတွေတွဲလုပ်မယ်ဆိုရင်လည်းပို့ပြီးတော့အဆင်ပြေမယ်နောက်တချို့လားတွေမှာလုံငယ်စည်းပွားခက်ခဲတာလေးတွေထင်းကုန်တဲ့အရာလေးတွေလည်းကြုံတွေ့ရလိမ့်မယ်ပေါ့နော်ငွေဝင်လည်းပိတ် တာလေးလည်းကြုံရနိုင်တယ်အဲထို့ကြောင့် အာလားစင်လာတိုင်းတော့ကိုယ့်ရဲ့လုပ်ငန်းစီးပွားပိုင်းကြီးကတိုးတက်နေတာမျိုးတွေမဟုတ်ဘူး။နော်စိတ်ပြင်းမှန်းလူပြင်းမှန်းတော့ကြုံရလိမ့်မယ်။စိတ်ဖီစီးမှုတွေများမယ်။စိတ်ပြင်းမှန်းမှုတွေကြုံရမယ်။စိတ်ကောလူရောပြင်းမှန်းမယ်ပေါ့နော်။အရရာသတိနဲ့ပြောဆိုပါ။ဆောင်ရွက်ပါလောက်ကိုင်းမှာအဓိကနဲ့တာမညာခွဲခြားပြီးပြုလုပ်ပြောဆိုနိုင်မှာအဆင်ပြေမယ်ပေါ့နော်။အဲ့တော့လုပ်ငန်းစီးပွားနဲ့ဒူဘာသာတရားလေးတွေ၊ဂိုင်းချန်ကောင်းမှုကုသိုလ်လေးတွေရှင်တွဲပြီးပြုလုပ်ပါနော်။အဲ့တော့ဒါနသီလကောင်းမှုကုသိုလ်လေးတွေနဲ့ဖြတ်သက်မှာဒါနပေးကမ်းစွန့်ကြဲမှုတွေမကြမကြပြုလုပ်ပါ။ ။နောက်ကောင်းမှုကုသိုလ်လေးတွေနဲ့ဖြတ်သန်းမှာခင်မွေး၁၀ပါးကိုပူဇော်ကြတော့ပါ။အဲဆိုကိုယ့်ရဲ့ကုသိုလ်ကံခွင့်နှမ်းတွေကောင်းလာပြီးတော့ခက်ခဲမှုလေးတွေလွတ်မြောက်လာနိုင်တယ်နော်။နောက်ထပ်တောင်းကြသားသမီးလေးတွေရဲ့နော်ဒါဒီစီဝိုင်းခန္ဓာလေးတွေပြီးသွားတဲ့အခါမှာနောက်ထပ်တော့မိမိတို့အနေနဲ့ပေါ့နော်ငွေကြေးခန္ဓာလေးတွေနော်ပြပြပေးမယ်အဲ့တော့ငွေကြေးခန္ဓာလေးတွေကိုကြီးလိုက်တဲ့အခါမှာငွေရှားတာပေါ့နော်လွယ်ကူနေတယ် အာတချို့လားတွေမှာလည်းခက်ခဲတာမျိုးလေးတော့ကြုံတွေ့ရမယ်ငွေရှားတာလွယ်ကူမယ်ငွေဝင်လဲလေးပေါ်လာတတ်တယ်ပေါ့နော်အဲ့လိုမျိုးငွေကန်အားကောင်းတဲ့အနေထားတော့ရှိတယ်ဒါပေမဲ့လည်းတချို့သောလားတွေမှာငွေရှားတာခက်တာမျိုးဝင်ငွေနဲ့ထွက်ငွေမလောက်တာမျိုးတွေဖြစ်လာနိုင်တယ်ထို့ကြောင့်ငွေရေးချင်းနဲ့ပတ်သက်ပြီးတော့လည်းအဲသတိထားသုံးဆွဲသင့်တဲ့နှစ်ဖြစ်ပါတယ်နော်အဲ့တော့သူတို့ဘာကိုကုညီထောက်ပံ့ပေးမှုကြောင့်ငွေထွက်တာမျိုးမမိကိုယ်တိုင်ငွေသုံးများပြီးတော့ လက်ထဲမှာမမြဲတာမျိုးတွေရှိရဲ့အတွက်ငွေရိုးချွတ်တာသုံးစီးနဲ့ကန်းနဲ့သုံးငွေရိုးပေါက်တွေထိနေမှာအဆင်ပြေမယ်။နော်မမီးကငွေဝင်လန်းအလေးတွေရပါတော့။အော်ရှိတယ်။ပေါ်လာပိုလေးတွေလည်းကန်တရားတွေ့နေရတယ်ပေါ့နော်။ဒါပေမဲ့ဖြန်လန်းလေးနဲ့ငွေရှာမျိုးလေးတွေရှောင်ပေးပါနော်။ငွေကိုတေချာစုပါဖက်ဖက်ကနေငွေရှာပါနော်။ အဲ့တော့ဒါဒီနှစ်ပိုင်းထဲမှာဆိုအဓိကတော့လားစင်ဝင်ငွေရှိတဲ့သူတွေကလည်းနေ့စဉ်ဝင်ငွေရတဲ့အလုပ်ကလေးတွေနဲ့တွဲလုပ်ပါနော်နေ့စဉ်ဝင်ငွေရှိတဲ့လူတွေကအတွက်ကတော့အဆင်ပြေလိမ့်မယ်လားစင်ဝင်ငွေတစ်ခုပဲရှိတဲ့သူတွေတော့ကတော့နေ့စဉ်ဝင်ငွေရတဲ့အလုပ်ကလေးတွေတွဲလုပ်ပေးပါအဲ့ဒါမှငွေကြေးကန်ကောင်းလိမ့်မယ်ပေါ့နော်အဲ့တော့ရားစရာရှိရာရေးပြင်ရတာမျိုးလေးတွေကြုံတွေ့ရမယ်အမေအမခံတယ်လို့ချင်းငါတယ်လို့လို့လို့မရအောင်ငွေလူလိန်ခံရတတ်တဲ့အတွက်လည်းသတိထားရမယ်ပေါ့နော်ဒီနှစ်ပိုင်းထဲမှာအဲ့တော့ငွေကြေးကန်ကတော့ကောင်း င်းနဲ့ထဲတော့ပါတယ်ဒါပေမဲ့လက်ထဲမှာတစ်ခါတရံငွေမမြတ်တတ်ပါဘူးတဲ့ထို့ကြောင့်เนาะဒါစိနဲ့ကန်းနဲ့သုံးဆွဲနိုင်မှစူဆောင်းနိုင်မှချွေတောင်းနိုင်မှမြဲလိမ့်မယ်เนาะနောက်ထပ်တောက်ကြံသားသမီးတွေလူမှုရေးကဏ္ဍလေးတွေဆက်မှပြပြပေးသွားမှာဖြစ်ပါတယ်ဒီနှစ်အတွက်လူမှုရေးကဏ္ဍလေးတွေကိုကြည့်လိုက်တဲ့အခါမှာအဆိုးကောင်းထွန်တွဲနေတဲ့နှစ်လို့ပြောလို့ရတယ်เนาะအဲ့တော့လုပ်ငန်းပိုင်းတွေမှာပြိုင်ဆိုင်မှုတွေအတိုက်ခံနေရတော့အားကောင်းနေတယ်เนาะနာမည်ကောင်းတော့ရမယ်လူထီချင်းချင်းခံရမယ် เนาะဖုန်းကန်တော့မြင်နေတယ်ဒါပေမဲ့လည်းအာကို့ပေါ့เนาะမိကောင်းဆွေကောင်းနေနဲ့ဂျုံတွေ့ရနိုင်တယ်လို့မနာလို့တိုက်ခိုက်တဲ့သူတွေနေလည်းဂျုံတွေ့ရနိုင်တဲ့အတွေ့အဲရသတိထားပါစကားပြောဆွေးနေမှာချိုချိုတတရင်ကြီးကြီးပြောဖို့လိုအပ်လိမ့်မယ်ပေါ့เนาะအကြီးငယ်ပိုင်းနေအထက်လူကြီးပိုင်းနေလည်းအဆင်ပြေဖြစ်တာမျိုးလေးတော့ရှိမယ်မိဆွေတွေနဲ့လမ်းခွဲရတာမျိုးလေးဂျုံတွေ့ရမယ်မိကောင်းဆွေကောင်းမိဆွေတွေအပေါင်းအသင်းတွေနေလည်းတွေ့ရခြင်းရှိတယ် မမီကောင်းတော့မမီပေါ်ကောင်းသူကတော့နဲတက်တယ်အရာကအရာရာကိုသတိနဲ့ပြောဆိုလောက်ကိုင်းမှာစိတ်နဲ့မမပြုတ်တာလေးတွေရှောင်းအမှုခင်းပြဿနာရှောင်းအဖွဲစည်းတွေအသိအဖွဲတွေမှာဥဆောင်ဥရဲ့အထူးရှောင်းပေးပါနော်အဲ့တော့နေစင်ပေါ့နော်မမီတို့အနေနဲ့တန်ပုတ်တွေခါလာလေးတွေနော်တက်စစ်ရုပ်ပွားပြီးတော့ဖြတ်တမ်းမယ်ဆိုရင်တော့ဒါတိုက်ခိုက်လေးတွေနော်လိုကင်းလာတတ်ပါတယ်နော် ဒါတော့လူမှုရေးကဏ္ဍလေးတွေနော်ဒီနေ့နည်းနည်းလေးအားနည်းတဲ့နှစ်ဖြစ်တဲ့အတွက်အရရသတိနဲ့ပြောဆိုရမယ်နှစ်ပါနောက်ထပ်ကျမ်းမာရေးကဏ္ဍလေးတွေဆက်မပြပြပေးသွားမယ်အဲ့တော့ကျမ်းမာရေးကဏ္ဍလေးရလက်ရှိနှစ်မှာကျမ်းမာရေးပိုင်းလေးတွေကတော့အနှဲငယ်စီတော့ခြူချာနေတတ်တယ်ပေါ့မကြခဏတော့ဖြစ်တတ်တယ်ဒါပေမဲ့စိုးစိုးကနေထားတော့မရှိဘူးဖြစ်တတ်တဲ့ယောဂါလေးကမှအစာအိမ်လေးအောင်တာနော်1 byte ဝမ်ဘိုက်နဲ့ပတ်သက်တာလေးအောင်နာအဆိုင်နဲ့ပတ်သက်တာမျက်စိနဲ့ပတ်သက်တာလေးရှိမယ်အောင်ကြောအားနေတာလေးတွေပေါ့နော်အတွေးများနေတာအိတ်မပြောတာလေးတခါတည်းရနဖြစ်တဲ့အိတ်အနေနဲ့ပါမှု အိတ်မမှန်အစားမမှန်မှုကြောင့်ကျဲမိုင်ချူချာတတ်တာပေါ့နော်အဲ့လိုမျိုးလေးရှိရနောက်ပြီးတော့အဆီဒန့်သေးစားလေးတွေပေါ်လာနိုင်တယ်ပေါ့နော်အထိခိုက်တဲ့အတတလေးတွေရှိရအတွက်သတိထားတော့အသက်ကြီးပိုင်းနေမှာဆိုရင်နှလုံးအားနေပြီးတော့မူးမောရင်တုံးတာအစားမတာအိတ်မပြောတာ လေယောဂါတွေပေါ့နော်လေဖြန်းတာတို့လေနဲ့ပတ်သက်တဲ့ယောဂါ1 byte နဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်ပြီးတော့စေတောစေတလို့ဝါတာစေကံပြနေရာကြီးကျုံမယ်အမကျမ်းမာကြီးကစူးစူးဝိုင်းမုတ်ပွင့်မယ်အနေငယ်အလေးထားဖို့တော့လိုအပ်လိမ့်မယ်နော်အဲ့တော့လူတိုင်းလူတိုင်းမှာကျမ်းမာကြီးကနံပါတ်1เนาะအာအရေးပါတဲ့အထဲမှာရှိပါတယ်ထို့ကြောင့်ကျမ်းမာကြီးကိုတော့ပို့ပြီးတော့เนาะအလေးထားပြီးတော့ခယူးဆိုင်ပါကျန်တဲ့အရာကျမ်းမာကြီးကောင်းနေကျန်တဲ့အရာတွေအလွယ်တကူရှာဖွေလို့ရပါမယ်ကျမ်းမာကြီးမှမကောင်းရင်ကျန်တဲ့အရာတွေဘာမှလုပ်လို့ရမှာမဟုတ်ဘူးထို့ကြောင့် စက်မှန်ရေးလို့အနှင်းငယ်အလေးထားပြီးတော့နော်ဒါအနေထိုင်အစားတောက်သတိထားပေးရပါလိမ့်မယ်ဒီနေ့မှာနောက်ထပ်အိမ်တွင်းအိမ်တော်ကြီးခန္ဓာလေးတွေပေါ့နော်ဒီနေ့တော့မှအိမ်တွင်းအိမ်တော်ကြီးလိုင်းမှာအားနည်းသောနှစ်ဖြစ်ပါတယ်နော်အဲ့တော့တောက်ကြတာသမီးတွေအတွက်အားနည်းတဲ့နှစ်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့အိမ်မှာပေါ့ အစင်မပြေမှုလေးတွေစိတ်ညစ်စရာလေးတွေစိတ်ပူပန်မှုလေးတွေကတော့တစ်ခုပြီးတစ်ခုပေါ်လာနေပေါ့နော်အိမ်မှာအဲ့တော့အကြီးကဲထက်လူကြီးပိုင်းနေလဲအစင်မပြေဘူးဖြစ်တာတာပေါ့နော်အဲ့တော့အချောင်းမျိုးမျိုးနဲ့ပူပန်မှုလေးတွေအိမ်မှာပေါ်နေလိမ့်မယ်တဲ့နော်အဲ့လိုမျိုးလေးချို့ကြအိမ်နွေးမှာနည်းနည်းလေးအေးချမ်းမှုအားနေတတ်တယ်အဲ့တော့အိမ်တော်ရေးခန္ဓာလေးတွေကြီးလိုက်မယ်အိမ်တော်ရေးခန္ဓာလေးတွေကြီးလိုက်တော့လဲအိမ်နွေးအိမ်တော်ရေးခန္ဓာလေးတွေမှာ အမ်ရှမ်းများနေတတလေးတွေတရားနဲ့တရားအခြေတင်လေးတွေစကားများနေရမျိုးလေးတွေပေါ့နော်အဲ့တော့အိမ်အောင်ဘက်က မမီ အဲမိမိအိမ်နာဘက်ကိုပေါ့နော်မိမိအိမ်နာဘက်ကမိမိပေါ့အာစိတ်တိုင်းမကြမှုတွေနော်တန်လျာဝင်နာမျိုးတွေစိတ်လိုမကြမှုတွေဖြစ်ပေါ်နေတာမျိုးတွေတော့ရှိမယ်တန်လျာပွားစရာအကြောင်းလေးတွေပေါ်လာလိမ့်မယ်ပေါ့နော်အပျော်ပါအတောင်စာအထူးဆောင်ပြရမှာဖြစ်ပါတယ်နော်အပေါင်းသင်းမက်တဲ့သူဆိုရင်ဒါမကြခဏအိမ်တွင်းအိမ်တော်ရေရန်ပေါ်တာမျိုးတွေရှိတတ်တယ်ပေါ့နော်အာတစ်ခါလေးအိမ်နာဘက်ကြောင့်စိတ်ပင်မဲ့မှုတွေများတတ်တယ် ထို့ကြောင့်အိမ်နှင်းအိမ်နောင်ရေးခန္ဓာလေးမှာလည်းနည်းနည်းလေးအားနည်းတတ်တယ်ပေါ့နော်အဲ့တော့အိမ်နောင်ရေးမှာဘလိုမျိုးလေးတွေဖြတ်သန်းမလဲဆိုတော့စီပွားရေးတူလို့ဘာသာရေးတူလို့ကောင်းမှုကုသိုလ်တူလို့ပြီးတော့အေးအေးချမ်းချမ်းလက်တွဲပါတယောက်ကဘာသာရေးလုပ်ရှင်နေဆိုတယောက်ကမလုပ်ဘူးတယောက်ကကောင်းမှုကုသိုလ်လုပ်ရှင်နေဆိုတယောက်ကမလုပ်ရှင်ဘူးတယောက်ကဒီဟာဆိုတယောက်ကဟိုလိုစန့်ကျင်ဘက်တွေဖြစ်နေတယ်ဆိုအိမ်နှင်းအိမ်နောင်ရေးမအေးချမ်းတော့ဘူးနော်အဲ့တော့နားလည်မှုနဲ့လက်တွဲနိုင်ရင်တော့အေးချမ်းလာပါလိမ့်မယ် နောက်ထပ်ငယ်သူတွေအတွက်မေတ္တာရေးခန္ဓာလေးတွေပြပြပေးသွားမယ်အဲ့တော့မေတ္တာရေးခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာအခြေအခံနာလေးတွေမှာအဆိုးကောင်းတွန်တွဲတဲ့နှစ်လို့ပြောလို့ရတယ်ငယ်သူတွေအတွက်အခြေအဝစိတ်မနစ်တင့်တဲ့နှစ်ပေါ့နော်ပူပန်မှုလေးတွေရှိမယ်အဲ့တော့ချစ်သူမရှိတဲ့သူတွေထိချင်နေတဲ့သူတွေကတော့ချစ်သူကြီးစားရတာနိုင်တယ်ပေါ့နော်ငယ်သူတွေအတွက်လိန်လာလိန်ညာလှည့်ပြားခြင်းခံရတာမျိုးမလွတ်လပ်သူတွေတဲ့ချစ်ရွယ်ဦးနဲ့ကိုယ်လာချစ်ကက်တာမျိုးအိမ်အောင်ရှိတဲ့သူတွေကိုယ်လာပြီးချစ်ကက်တာမျိုးတွေကြုံတွေ့ရနိုင်တယ် ယုံတွင်မိဒုက္ခရောက်တတ်ပါတယ်ထို့ကြောင့်အခြေအပိုင်းဒီမှာစိတ်မနစ်ဖန်ထားပါเนาะရွေးချယ်မှုမှားတတ်တဲ့အတွက်ဒုက္ခရောက်တတ်ပါတယ်ငယ်သူတွေအတွက်အထူးသတိထားပါเนาะအဲ့တော့ချစ်သူဇုံတွဲတွေအနေနဲ့ကဝေးကွာနေရတာမျိုးတွေရှိမယ်ခွဲခွာပြီးနေရတာမျိုးတွေတော့ရှိမယ်မိမိရဲ့ချစ်သူရဲ့ဂယုဆိုင်မှုကျင်နာမှုအနှံ့ငယ်အားနဲ့တတ်တယ်အခါတွေတန်လျက်ပွားဆရာလေးတွေပေါ့เนาะအာအားငယ်စိတ်လေးတွေဖြစ်လာတာမျိုးနော်မိမိကိုမိမိအထီးကျန်တယ်လို့ခံစားတာမျိုးတွေရှိလာနိုင်တယ် တော့ချစ်သူဟိုနှုတ်ဦးချားထဲမှာအတားစီနောက်ရက်လေးတွေဝင်လာနိုင်တဲ့သစ္စာရှိရှိလက်တွဲပေါ့နော်အဲ့လိုမျိုးအဓိကတော့ခြေဘိုင်းမှာနားလည်မှုနဲ့သစ္စာရှိရှိလက်တွဲဖို့ပဲမမျော်လင့်မဲနဲ့လားအိမ်အောင်ကြနိုင်တဲ့အနေထားတော့ရှိရယ်ပေါ့နော်အဲ့လိုမျိုးအဲတချို့စုံစုံတွဲတွေပေါ့ဒီနှစ်ပိုင်းထဲမှာမမျော်လင့်မဲတော့အိမ်အောင်ကြနိုင်တဲ့လို့တွေးရတယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့အခြေအကဏ္ဍလေးကိုကြည့်လိုက်တဲ့အခါမှာစိတ်မနေဖက်နဲ့ပေါ့ပေါ့ပွားထားနိုင်တာမှာကို့အတွက်အဆင်ပြေမှာဘယ်လိုမျိုးလေးထားတင်လဲပေါ့နော်အခြေအမှာအာဒီအရင်စိတ်မနေဖက်နဲ့နော်အခြေကဘွာ ါကြီးလုံးလုံးမရတဲ့နှစ်ပေါ့နော်သူမသူစားတဲ့ဒီစိတ်သွားတဲ့ဒီစိတ်လုံးလုံးမရပါဘူးနော်အဲ့တော့အရရမှာဒါဒါအခြေခံတွေကပူဇာဗမာညာမှာရေဆက်ရှိမှစုံမှာဖြစ်တဲ့အတွက်ကိုပေါ့ပေါ့ပါပါလေးထားပေါ့နော်အော်သူနဲ့ကိုနေရေဆက်ရှိတော့စုံမှာပဲပူဇာပိုင်းတော့ညာမယ်အရင်သူမသူအရရမှာစိုးမိုးနေတာမျိုးတွေမထားသင့်ဘူးအဲ့တော့ငယ်သူတွေအတွက်ဒီလိုမျိုး စိတ်ထားတာမျိုးလေးတွေရှိနေရင်လည်းပဲအပူအပူပင်များတက်တယ်ချစ်သူကြောင့်စိတ်ပင်မဲ့မယ်အဲကြောင့်မို့လို့အရင်စိတ်မနေဖက်နဲ့ပေါ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 ့ထားနိုင်မှအခြေအမှအေးချမ်းလာနိုင်မယ်နားလည်းမှုနဲ့သစ္စာရှိလည်းတွဲနိုင်အေးချမ်းလာနိုင်မယ်နော် နောက်ထပ်ပညာရေးခန္ဓာလေးတွေပြပြပေးသွားမယ်အဲ့တော့ပညာရေးခန္ဓာနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာအဲ့တော့ပညာရေးမှာတိုးတက်စေလိမ့်မယ်သင်တတ်တရတာလေးတွေစာမုပ်ပွဲလေးတွေရှိရင်လည်းအောင်မြင်ပါလိမ့်မယ်အဲမိမိကိုယ်တိုင်စ조사အားထုတ်မှုကြောင့်ထွန်ပေါက်စေတတ်တဲ့ပြည်တွင်းပြည်ပအတက်ပညာတွေသင်ကြားတတ်တဲ့ဆရာကောင်းနဲ့တွေ့စီပြီးတော့အသိပညာဘူးသူရလေးတွေတိုးပွားမယ်ပေါ့နော်အာအဲ့လိုမျိုးဒါပေမဲ့အနည်းငယ်တော့ခက်ခဲမှုလေးတွေကျော်လွှားရလိမ့်မယ်ပေါ့နော်အခက်အခဲလေးတွေကြားရရနေပြီးတော့ပညာရေးကိုခက်ခက်ခဲခဲ조사နေရတဲ့သူလေးတွေလည်းရှိနေလိမ့်မယ် နော်ကိုယ်ထောက်ပံ့မှုတွေလည်းအားနည်းတတ်တယ်ကိုကပညာရေးမှာစူးစမ်းချင်ပေမဲ့နောက်ကနေထောက်ပံ့မှုအားနည်းနေတာမျိုးတွေရှိတယ်ဒါပေမဲ့ ဆွဲမလျှော်ပဲနဲ့ကိုကိုကိုပေါ့နော်အာအာကိုပြီးတော့စူးစမ်းမယ်ဆိုရင်ရရအောင်မြင်နိုင်မယ်ပညာရေးမှာအတားစီနောက်ချက်လေးရတော့ပေါ်လာမယ်ထို့အတားစီနောက်ချက်တွေကိုကိုတိုင်းကြော်လာပြီးနော်ပညာရေးကိုစူးစမ်းမယ်ဆိုရင်အဆုံးထိအောင်သွားနိုင်မယ်နော်အဲ့လိုမျိုးဂုံနူးတွေပါနိုင်တယ်ပေါ့နော်အဲ့လိုမျိုးအတန်းအတန်းပညာပြီးဆုံးသွားပြီဆိုရင်လည်းအတက်ပညာနဲ့ပတ်သက်တာဤပညာနဲ့ပတ်သက်တာလေးတွေဘာသာစကားနဲ့ပတ်သက်တာလေးတွေလည်းသင်ကြားပေးမယ်ဆိုရင်ကိုပေါ့တဲ့ထောက်ကူပြုပါနိုင်မယ်တဲ့နော် နောက်ထပ်နိုင်ငံခြားကဏ္ဍပတ်သက်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့လက်ရှိဒီနေ့ပိုင်းထဲမှာနိုင်ငံခြားခီးကဲနိုင်ငံခြားကဏ္ဍပတ်သက်ပြီးတော့ကြီးလိုက်တဲ့အခါမှာ အဲ့တော့ခက်ခဲမှုတွေကြားနေပြီးတော့เนาะသွားရဖို့ကံစရာအနေထားရှိတယ်နိုင်ငံခြားကံအခွင့်အလမ်းတွေပေါ်လာမယ်သွားဖို့ကံစရာလေးတွေရှိတာမျိုးအခွင့်အလမ်းတွေပေါ်လာတာမျိုးလေးတွေရှိမယ်ပေါ့เนาะအကူအညီထောက်ပံ့ပေးမဲ့သူလေးတွေလည်းပေါ်လာတာမျိုးလေးတွေရှိမယ်စောင့်ဆိုင်းနေရတဲ့ခီးစင်လေးတွေမကြခင်ထွက်ရတတ်တယ်ပေါ့เนาะအဲ့တော့နိုင်ငံခြားတော့ဖို့စောင့်နေရတဲ့သူတွေပေါ့เนาะအဲ့လိုမျိုးလေးရတော့မကြခင်တော့တင်းကောင်းကြတာမျိုးထွက်ရတာမျိုးတွေရှိမယ်အဲ့တော့ပြည်တွင်းပြည်ပခီးကံအကောင့်နဲ့အတွက်ဒီနေ့မှာခီးကံကိစ္စလေးတွေပြည်တွင်းရောပြည်ပပါအဆင်ပြေပါလိမ့်မယ်เนาะ တော့ဒီဒီနှစ်လောင်းအတွက်ကံကောင်းစေမဲ့အချိုးဘေးကနန်းလေးတွေပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနှစ်အတွက်အချိုးဘေးကနန်းက86 33ညနော်ခွန်ခွန်ကနန်း6ကနန်း3ညကနန်း3ကနန်းလေးတွေတော့အချိုးဘေး lucky ကနန်းလေးတွေဖြစ်ပါတယ်အချိုးဘေးကလာလေးတွေကတော့နီညိုပွင့်နီညိုရောင်အနက်ပွင့်အနက်ရောင်နက်ပြရောင်ပန်းစီရောင်ပန်းစီပွင့်လေးတွေကတော့အချိုးဘေး lucky ကလာလေးတွေဖြစ်တဲ့အတွက် ်အရေးကြီးသောလုပ်ငန်းကိစ္စတွေအရေးကြီးသောခီးစဉ်တွေအရေးကြီးသောကိစ္စအဝဝပြုလို့ပြောဆိုရမှာဝစ်စင်အသုံးပြုခြင်းဖြင့်ကန်စတာပွင့်လန်းစေပါလိမ့်မယ်နော်အဲ့တော့ဒီနေ့ပိုင်းထဲမှာပေါ့နော်ဆောင်ရံနဲ့ရှောင်ရံလေးတွေပြောပြပါမယ်တော့ဆောင်ရံနေနဲ့ကတော့ဘာလို့ပြရမလဲဆိုတော့မကြာခဏပေါ့နော်မိမိတို့နေနဲ့ပေါ့ဟောနေ့စဉ်ဖြတ်သန်းမှာပေါ့နော်ဘာသာတရားလေးတွေအထူးပြုလုပ်ပြီးတော့ဖြတ်သန်းပေးပါနော်ခေမုန်းကြီးဆယ်ပါးကိုပူဇော်ကြတော့ပါ နောက်ဘာလုပ်ပြရအောင်လဲဆိုတော့ဘာသာရေးတော့ပို့လို့ရမှာပေါ့နော်။နောက်ပြီးလက်ပွင့်ကာတာလက်နှိုးကာတာအန်တီကင်းကုံလုံးလေးတွေနေ့စဉ်ရှုပ်ပွားပြီးတော့ဖြတ်တန်းပေးပါ။ညောင်ရွက်ကလေးမှာမိမိဖြစ်ချင်တာလေးတွေရေးပေါ့နော်။ညောင်ရွက်ကလေးမှာမိမိဖြစ်ချင်တာလေးတွေရေးပြီးတော့အာဆောင်းထားပေးပါနော်။ဆောင်းထားပေးပါ။ပြီးတော့ကိုခက်ခဲနေတဲ့အခါလေး စမီပြေတဲ့အခါဒီမှာဘောရီညောင်မျိုးသွားပြီးတော့ဗောနော်အရွှေပက်ကိုအချီကျိုးနဲ့ကြဲကြဲလေးတီးပြီးတော့ဘောရီညောင်မျိုးနော်ပင်စီကိုရစ်ပက်ပက်ပြီးတော့နော်တီးပြီးတော့ချီပေးဗောနော်ရစ်ပက်ပေးပါပြီးတော့မကြအရေလေးတွေလောင်းပေးဗောနော်ဘောရီညောင်မျိုးရေလောင်းပြီးတော့လူရဆူတောင်းပေးပါเนาะအဲ့တော့ညောင်ရွယ်ကလေးမှာလည်းမိမိဖြစ်ချင်ရလေးတွေရေးပြီးတော့မိမိရဲ့အိတ်ကလေးမှာအမြဲတမ်းဆောင်ထားပေးပါအကန့်ကောင်းကြီးနေရရှိလာမှာဖြစ်ပါတယ်เนาะအဲ့တော့ ရှောင်ရံပေါ့ရှောင်ရံလေးတွေကဘာလေးတွေရှောင်ရမလဲပေါ့ဒီနေ့အတွင်းမှာအဲ့တော့လက်ရှိဒီနေ့တွေမှာသူ့တက်တက်ချင်းရှောင်ပေးပါအလောင်းကစားပြုလုပ်ချင်းရှောင်ပေးပါအမဲသားစားချင်းရှောင်ပေးပါအပျော်ပါလိုက်စားချင်းအိမ်နောင်ရေးဆရာရှုပ်ချင်းအထူးရှောင်ပေးရမှာဖြစ်ပါတယ်နော်အဲ့တော့ဒီလိုမျိုးတွေမရှောင်နိုင်ရင်ဒုက္ခရောက်တတ်ပါတယ်အထူးရှောင်ပြရမယ့်အရာလေးတွေပါเนาะနောက်ထပ် ဒီတနစ်တာလုံးအတွင်းမှာတောက်ကြသားသမီးတွေအရာရာအဆင်ပြေဖို့အတွက်ပြုလုပ်ရမယ့်ရည်ရည်လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်နော်အဲ့တော့ဒီနှစ်တွင်းမှာတောက်ကြသားသမီးတွေကကိုယ့်ရဲ့အိမ်မှာရောပေါ့နော်အရာရာအဆင်ပြေဖို့နော်အိမ်ဖျားမှာမိမိတို့ရဲ့နော်ဒါဖျားရည်ရည်လေးတွေပေါ့ကံကောင်းခြင်းတွေရရှိတာအောင်တနစ်တာအတွင်းမှာပေါ့နော်ပြုလုပ်ရမှာကမိမိတို့ရဲ့မွေးနံထောက်မှာ TV အကြီးတက်လက်အာတလားတခါလူပေးပါနောက်ပြီးတော့ရောင်စုံရဲ့6ချောင်းလည်း မကြမကြလှုပ်ပေးပြောလှုပ်ရဆူတောင်းပေးပေါ့နော်မိမိအိမ်ဖះမှာပန်း၅မျိုးကတ်လို့ပါနောက်ပြီးတော့ပေါင်မုံနိုဆန်းထော့ဘက်เนาะထော့ဘက်ထမင်းလှုပ်ပေးပါအဲ့တော့အဲမြဲလို့လို့ဒါမဟုတ်ပေမဲ့ပေါ့နော်အာဒါကတပတ်ကိုတစ်ချိန်တော့လောက်ကောင်တလောက်ကိုနှစ်ချိန်လောက်တော့လောက်ကောင်အနည်းဆုံးတော့လှူပေးပါအနည်းဆုံးတော့တပတ်တစ်ခါလောက်တော့လှူပေးပါတော့ တော့ကိုလိုရာလေးတွေဆူတောင်းပေးပါနေစဉ်လူလဲရတယ်ပေါ့နော်နေစဉ်လူနိုင်နေစဉ်လူလို့ရပါတယ်မမိလိုရာဆူတောင်းခြင်းဖြင့်ねကံကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်နောက်ထပ်အညံလေးတွေပေါ့နော်ဒီတစ်နှစ်လုံးမှာအညံတွေရှိနေရင်ねကြည်အောင်အညံလေးတွေမကြရအောင်ပြလို့ရမယ့်ရေတရားလေးတွေကတော့နော်ဒါခွေးစာငက်စာလေးတွေမကြမကြကျွေးပါငှက်ကလေးတွေလွတ်ပါမရှိစင်းရသားလေးတွေပေကန်းစွန်ကျဲအစာအစာရှားပါလို့အစာတောက်ပေးပါတော့အန်ဒီကင်းကာလာလေးတွေမကြမကြရွတ်ပါ နောက်ပြီးတော့လမ်းပြင်မှာလမ်းခင်းပြပါလမ်းမှာဆုညောက်ခလုတ်လေးရှင်ဖယ်ပေးလမ်းကိုလမ်းနေမှာခြံဝန်းနေရှင်ကိုကမြေကြီးဖို့ပေးတာလမ်းခင်းပေးတာလေးလမ်းပြင်ပေးတာလေးပြုလုပ်ပြီးတော့ အညာခိုင်လေးတွေရှိရင်ပြေပါသေးဆိုပြီးဆူတောင်းမှာမိဘအဝယ်စားလျှော်ပါကိုယ့်ရဲ့မိခင်ဖခင်အဝယ်စားလေးတွေမကြမကြလျှော်ပြီးတော့ဒီကောင်းမှုကုသိုလ်ကညာကိုမှရှိတဲ့အညာခိုင်လေးတွေပပျောက်ပါသည်ပြောပါခက်ခဲမှုတွေအညာလေးတွေပေါ့နော်ရှိရင်လည်းခြေခြေသွားလိုက်မယ်နော်အညာခိုင်ခက်ခဲတွေလုကင်းပါလိမ့်မယ်အဲ့တော့စင်မပေးတဲ့ရေရာလေးတွေကောင်းမှုကုသိုလ်လေးတွေကိုတည်တည်နှလုံးပြုလုပ်ပေးခြင်းဖြင့်ကံကောင်းခြင်းတွေ ရရှိလာမှာဖြစ်ပါတယ်ဒါကတော့ဒီတနေ့အတွက်ဆောင်ရယ်ရှောင်းနဲ့ပြုလုပ်မဲ့ရရားလေးတွေကိုပြပြပေးသွားတာဖြစ်ပါတယ်အဲ့တော့ဆင်မပြောတဲ့အတိုင်းနိုင်နာကျင်သုံးပြီးတော့နေထိုင်ပြုလုပ်သွားမယ်ဆိုရင်တောက်ကြသားသမီးဒီနေ့မှာကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်တို့ကြောင့်ဒီနေ့အတွင်းပေါ့နော်ဒီနေ့တွင်မှာတောက်ကြသားသမီးတွေအဆအဆအရအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစည်းပွားပိုင်းတွေလည်းတိုးတက်ကြပါသည်အသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂဘေးအန္တရာယ်ဘေးတွေကင်းဝေးပြီးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြည့်ဝနိုင်ကြပါစေလို့ ဆရာမဆောလောင်းတွင်ဒီကနေစူတောင်းမြစ်တာပို့တာလိုက်ပါရရှင်